ယွမ်စီဝဲတာဝိတန်းမှာတင်းရချက်ကြောင့်အစ္စလာမကာချက်ရုံးခံရနိုင်တယ်။ရေတမြလုံးမဲမင်္ဂလာများမန်ချက်စတာဖော်ဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါရင်အစ္စလာမကာချက်နဲ့အတူလေးချင်းဝင်ပြုလုပ်ခဲ့ဘူးတဲ့ USC ရဲ့ပြိုင်ပွဲတူကဝဲတာဝိတန်းမှာအစ္စလာမကာချက်ရင်ဆိုင်ရနိုင်တဲ့အဓိကစိန်ခေါ်မှုဒီနေ့ပြောရမယ်ဆိုရင်အကြီးမားဆုံးပြဿနာကဘာလဲဆိုတာကိုထုတ်ဖော်ပြကြလာခဲ့ပါရင်မကာချက်ဟာဝဲတာဝိတန်းကိုတက်ရောက်ရှင်မြိုင်တော့မှာဖြစ်လို့ဝိတန်းအစ်စ်ကိုဘယ်လောက်ထိကြီးစိုးသွားနိုင်မလဲဆိုတာနဲ့ပတ်သက်လို့လည်းပြိုင်တဲ့တွေကအတော်လေးစိတ်ဝင်စားနေကြတာပါမကာချက်ဟာ USC 317မှာအကျိန်းနဲ့ရှင်မြိုင်သွားကြမဲ့ဒူရီယာနဲ့အိုလီဗီယာတို့ရဲ့ပွဲရဲ့ ချန်ပီယံခပ်ကိုလိုလိုလားလားနဲ့ချန်လက်ထားခဲ့ပြီးအထက်ဝိတ်တန်းမှာချန်ပီယံခပ်ကိုစင်ခေါ်ထိုးတက်သွားဖို့ပြည့်ပြည့်တသားဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။မခါချက်ရင်တော့ကကျင်းလယ်မင်းမှုခဲ့တဲ့လိုက်ဝိတ်တန်းက155ပေါင်ဖြစ်ပြီးအခုရှင်ပြန်ထိုးတက်သွားတဲ့ဝေဒါဝိတ်တန်းကပေါင်190ဖြစ်လို့ဒီဝိတ်တန်းမှာမခါချက်အနေနဲ့ကြီးမားတဲ့စင်ခေါ်မှုတချို့နဲ့ရင်ဆိုင်သွားရတော့မှလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ USC 315ပြိုင်ပွဲမှာမက်ဂဒလနာကဘီလယ်မိုဟမ်မန်ကိုအထင်ကြီးလောက်နဲ့စွမ်းဆောင်ရည်ပြသကအနိုင်ယူခဲ့ပြီးတဲ့နောက်မခါချက်ကိုဒုက္ခဆက်ပေးသွားဖို့အတွက်အသိမ်းဆောင်နေခဲ့တာပါ။ အရင်တော့ကမခါချက်နဲ့လင်းချင်းမှုတွေပြုလုပ်ခဲ့မှုတဲ့ USC ရဲ့တိုင်ဝမ်ဝင် fighter တူဖြစ်သူ Vincent Luke ကတော့မခါချက်ဟာကြောက်စရာအကောင်းဆုံးနဲ့ပြင်းထန်တဲ့အခြေအုံတွေပေါင်းဆက်ပြီး lightweight တန်းမှာ diamond king fighter တယောက်ဖြစ်ခဲ့မှုပေမဲ့ welterweight တန်းမှာတော့ဒါကအလုပ်ဖြစ်နိုင်ပါမလားဆိုတာနဲ့ပတ်သက်ပြီးတန်ရရလေးဝင်နေပါတယ်။အထူးသဖြင့် weight တန်းတစ်ခုအကြားမှာ power အားကြီးမားမှု၊ကွာခြားတဲ့အချက်ကမခါချက်ကိုဒုက္ခရောက်စေနိုင်တယ်လို့ Luke ကသုံးသပ်သွားတာဖြစ်ပါတယ်။ ယူကေကသူကိုယ်တိုင်ကလည်းဝေတာဝေတန်းမှာပါဝင်ရှင်ပြိုင်ခဲ့မှုတဲ့ fighter တယောက်ဖြစ်တာကြောင့်ဝေတန်းနှစ်ခုအကြားပါဝါကွာခြားမှုကြီးမားတဲ့အပေါ်မှာကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရဖို့လို့ဒီအချက်ကိုမခါချက်ရင်ဆိုင်ရမယ်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာလူကေကဟောကိန်းထုတ်လိုက်ပါတယ်။တချို့သောတိုက်ခိုက်ရေးသမားတွေနဲ့သုံးသက်သူတို့ကတော့မခါချက်ဟာဒီဝေတန်းမှာပါဝင်ရှင်ပြိုင်တင်တာကြာပြီဖြစ်ကြောင်းနဲ့မခါချက်ဆွမ်းဆောင်ရေးကြောင့်ဒီဝေတန်းမှာလည်းအောင်မြင်မှုတွေရရှိနိုင်တယ်လို့ထင်ကြေးပြီးပြောဆိုနေကြပါတယ်။ ဘခါချက်အတွက်တော့လူကောင်းရယ်စားကြည့်ပါဘူး၊ကွာချားဘူးပြဿနာတရတော့ဖြစ်မလာနိုင်ပါဘူး။ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကလည်းရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုအရာတမ်းမကောင်းမှုတို့ဖြစ်တာကြောင့်လူကောင်းကွာချားမှုအပေါ်မှာဘခါချက်အနေနဲ့ကောင်းစွာခိုင်တယ်ဖြစ်ရှင်းသွားနိုင်လိမ့်မယ်လို့ယူဆမိပါတယ်။ ဒါပေမဲ့စိတ်မချတာတခုတော့ရှိပါတယ်မခါချက်ဟာတိုင်းစစ်ကစားပုံအပိုင်းမှာအားနည်းချက်တွေရှိနေပါသေးတယ်ဒီအချက်ကပဲမခါချက်ကိုဒီဝိတ်တန်းမှာတည်ရောက်မှုတွေကြီးမားသွားစေနိုင်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးလူခေကမခါချက်ကရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုအားကောင်းစွာစုပ်ကင်ထားနိုင်တဲ့ fighter တယောက်ပါဒီအချက်ကြောင့်ဒီဝိတ်တန်းမှာသူ့အနေနဲ့ရုန်းကန်ရဖို့မရှိနိုင်ပါဘူးသူကောင်းကောင်းလိုက်လုံနိုင်ပါလိမ့်မယ်သူ့စီမှာခွန်အားတွေအများကြီးရှိတယ်ကြံ့ခိုင်မှုကောင်းတယ်တန်းပါတယ်ဒါကသိတာထင်ရှားတဲ့သူ့ရဲ့အားသာချက်တွေပါဒါပေမဲ့ဝေတာဝိတ်တန်းကစားသမားတွေရဲ့ပါဝါကလိုင်းဝိတ်မှာတက်အများကြီးပို့ပြီးတော့အားကောင်းပါတယ် မရလနာဆိုရင်အပြင်းထန်ရိုက်ပုတ်ထိုးတက်ဆိုင်စွမ်းရှိတယ်။တိုက်စစ်ကိုလည်းကောင်းကောင်းကစားနိုင်တယ်။ဒီအပိုင်းမှာမခါချက်ကအားနေနေသေးတယ်။ဒါကပဲဒီဝိတန်းမှာသူ့အနေနဲ့ခက်ခက်ခဲရုန်းကန်ရတာလည်းဖြစ်သွားနိုင်ပါတယ်လို့သူ့ရဲ့အမြင်တွေကိုထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။လူကြီးပြောတာတွေကဖြစ်နိုင်ခြေရှိတဲ့ကိစ္စတွေပဲလို့ငင်းချက်ထုတ်စရာမလိုပါဘူး။လက်ခံပြီးလို့ရပါတယ်။ဒါပေမဲ့မခါချက်က USC ရဲ့ Pound for Pound နံပါတ်1ထိန်းတဲ့ကစားမှဖြစ်ပါတယ်။ဒါကြောင့်ဒီ power ကွာခြားမှုကိုမခါချက်အနေနဲ့ကောင်းစွာဂိုင်းတွယ်ဖြေရှင်းနိုင်မယ်လို့ယူဆမိပါတယ်။ ဘယ်လိုနည်းနဲ့ပြင်ရှင်းသွားမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကနောက်ပါပဲ။နောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Show Channel လေးကို Like and Follow လေးလုပ်ထားပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။